အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာကျော်ရင်မြင့်ရေးသားတဲ့ရှေတော့တစ်ဖက်လို့အမည်ရတဲ့ဝတ္ထုတို့လေးကိုကျွန်တော်ကိုရွှေတာမဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာရှေတော့တစ်ဖက်မန္တလေးနမ်းမြို့ရိုးမြောက်ဘက်မျက်နှာ၄သိန်းတကာအထွက်ကျုံကုဒရာရဲ့အနောက်ဘက်မလမကမှာကျုံရည်စိတ်ကံကြီးတစ်ခုရှိသည်ရည်စိတ်ကံကြီးကကျုံမြောက်ဘက်ကမ်းခြေမြေနဲ့တဆက်တည်းဖြစ်ပြီး ကျုံရည်ပြင်ပေါ်မှာတမင်ထိုင်ဖို့လုပ်ပေးထားတဲ့ဥဒ္ဓမတလင်းခုံနဲ့ပင်တူနေပါတယ်။ဒီရေစိကံပေါ်မှာအဖိုးကြီး၄ယောက်ညာတိုင်းလိုလိုလာထိုင်နေရှိပါတယ်။အရင်နှစ်တုန်းကတော့အဖိုးကြီး၅ယောက်ပါ။မနေ့ကနေတော်လာမှာဥကောင်ဘတယောက်ဘဝတဘာပြောင်းသွားလို့အခု၄ယောက်ပဲခြံတော့တာ။အဖိုးကြီးအရွယ်ရောက်ပြီဆိုတော့စကားပြောဖို့ပြောပတ်လိုတယ်မဟုတ်လား။အိမ်မှာဆိုရင်သားတွေမြေးတွေနဲ့လေးပေါက်မတည့်တော့ဘူး။လူငယ်တွေက လူကြီးတွေလေးကျော်ချီတာကိုအချိန်ကုန်ခံပြီးနားမထောင်ချင်ကြတော့ဘူး။ စိတ်လည်းမဝင်စားကြဘူးလေရေစိတ်ကံအဖိုးကြီးဝိုင်းကတော့ရွယ်တူတည်ခြင်းမို့စကားပြောလို့ပိုရအဆင်ပြေသည်ပြောဖို့ပြောပန်းတဲ့နားထောင်သူတွေလည်းရှိတာရောပေါ့ဒီလိုသာဖြစ်ကြတာအယူဆခြင်းတော့ထက်တူကြနေတယ်တော့မဟုတ်ပါဘူးတခါတလေအကြောက်ကံညင်းကြခုံကြတာတွေလည်းရှိတာပါပဲအခြေတင်ခဏခဏထိတ်တိုက်ဆုံးကြတာကတော့အမျိုးသားကြောင်ပင်စင်စားဆရာကြီးဦးမြနဲ့တန်ချိုင်းထောက်ဦးပါရှင်တို့ပေါ့ဆရာကြီးဦးမြကတိုင်းပြည်ထူထောင်ရေးမှာ နှလုံးရည်ကအဓိကကြတယ်လို့ယူဆပြီးတန်ချိုင်းထောက်ဥပချင်းကတော့လက်ယုံရည်ကအရေးကြီးတယ်လို့ယူဆသူပါကျုံးရည်ပြင်ကတော့လားစုပ်ရဲ့လက်ရောင်ကြောင့်တဖိတ်ဖိတ်တလက်လက်တောက်ပါနေတယ်တောင်ဘကန်းကြီးခြုံစားတယ်ရှိကဒင်းကြီးရေကျဲရေပဲဘာရဲလို့ကိုကိုပြပြခွဲပြီးမပြောနိုင်တဲ့ရေပြုံငှက်တွေရဲ့အော်တန်ကျုံးရည်ပြင်မှာငားကလေးတွေပွက်တဲ့အတန်ကိုလည်းကြားရတယ်ကျုံးရည်ပြင်ကိုဖျက်တိုက်လာတဲ့လေပြေလေးညင်းထဲမှာ ကြာတဲ့ရဏံကလေးတွေပါလာလေရှိတယ်။အဖိုးကြီးတွေဟာတဘာဝရဲ့ဒီလိုချမ်းမြေ့တဲ့ဒုက္ခကိုခံစားရင်ရေစိတ်ကံပေါ်မှာလာထိုင်ကြတာပါ။နှလုံးရင်နဲ့လယုံရည်စကားရှိတဲ့ဖြစ်ကြပြီဆိုတဲ့ညာဦးတုံကတန်ကြိုင်းတော်ဥပချင်းဒေါသမထိန်နိုင်ခဲ့။ဒူးစိရဲ့အောက်မှာငုံတိတိပြက်နေတဲ့သူ့ဘဲခြေဘက်ရှေးတောင်နေရာကိုသူ့ရဲ့ဂျိုင်းတော်ကြီးနဲ့တကြောင်ကြောင်ခောက်ပြရင်ကျုပ်တို့ကဟောဒီခြေဟောဒီလက်တွေကိုမစွန့်လွတ်ခဲ့ဘူးဆိုရင် ခမရတို့အားလုံးဟာဂျပန်ဂျုံဖြစ်နေမလားကလားဂျုံဖြစ်နေမလားမစင်စားရဲဘူးကျုပ်ကတော့ခမရတို့လိုလူနှုတ်မဟုတ်ဘူးလူချမ်းပဲရှေ့ရှေ့နောက်တစ်ဖက်တင်မကဘူးနောက်ထပ်တစ်ဖက်ဆုံးကျုံရင်လည်းဆုံးကျုံမလိမ့်သေးတေးချင်းလည်းတေးပစိလေအသေးခံနိုင်နဲ့ကျုပ်ရဲ့သားမင်းနိုင်ခမရတပည့်လေနှလုံးရည်သမားကြောင်းစင်ရလူနှုတ်အခုအိုးပေါ်မှာအိတ်လိုက်စားလိုက်နဲ့အချိန်ကုန်နေတယ်ဘာမှအတော့မကြဘူးဒီကြားထဲဘူးလေးရဖျုံစင် ဥပချင်းကြီးအတော်စိတ်တွင်စိတ်တွင်နေပုံရပါတယ်။သူခင်ဗျာအခုတလောတောကတွေလည်းဖီစည်းခံရပါတယ်။တန်ကျိုင်းတော့ဥပချင်းဆိုတဲ့နာမည်ကိုသူကနှစ်နှစ်လိုလိုခံယူထားတာပေါ့။ရှေ့တစ်ဖက်မုံတိတီကြီးကိုရှေ့တုမတပဲဂျိုင်းတော့ကြီးနဲ့တထောက်တော့ခြောက်သွားနေတဲ့လူပေါ့။ရှေ့တုတက်ဖို့ဝိုင်းပြောကြတော့ငါကဒီရှေ့တစ်ဖက်ပြက်နေတာကိုကွန်ပျူတာစိတ်တစ်ခုလိုတတ်မှတ်ထားတာကရှေ့တုတက်လိုက်ရင်ဒီရှေ့တစ်ဖက်ပြက်နေတာမသိတော့ဘူး။ဖုံးကွယ်လိုက်တယ်လို့လည်းဖြစ်သွားမယ်။ ဂုံမယူတလို့လည်းဖြစ်နေမယ်ဒီတည်းရှေ့တစ်ဖက်ပြက်နေတာဘာမှချက်စရာမရှိဘူးကမင်းကျော်ထပြီးမေးရထားဘောကချော်ကြတို့ပြက်တာမဟုတ်ဘူးရှေ့ရှင်နဲ့မိုင်းကိုရဲရဲနေပြီးတော့ပြက်တာငါမြေငါရေအတွက်ပြက်ခဲ့တာကွာဆိုပြီးရှေ့ရှေ့လေးရရပြောပြီးငင်းခဲ့သူဖြစ်တယ်စိတ်ဆောင်လို့မန်တင်းနေရပြီမဲ့ဥပချင်းခမအရွယ်ကကြပါပြီတဦးဒီတော်သားဖြစ်တဲ့ကိုမင်းနိုင်ကလည်းဥပချင်းနဲ့အတူနေနိုင်တဲ့အခြေအနေမဟုတ်ကိုမင်းနိုင်ရဲ့ဇနီးဖြစ်သူချွေးမနဲ့ တမီးမိန်းကလေးနှစ်ယောက်သာဥပချင်းနဲ့အတူနေပါတယ်။တအိမ်လုံးမှာမိန်းမတွေရှိဖြစ်ပြီးတီတီမာမာယောက်ျားသားရဲ့လို့ဥပချင်းပဲရှိတာပါ။မိသားစုတစ်စုထမင်းစားဖို့ကိုတော့ရွှေမကဈေးရောက်နေ။မိကလေးတွေကလည်းအဝေးတင်နဲ့တက်ကတူတက်ရင်သူတို့အမေကိုဈေးကူရေးရောင်းပေးရကြတယ်။ဥပချင်းကတော့မန္တလေးမြို့မှာနေထိုင်ပြီးအဝေးတင်နဲ့တက်ကတူတက်နေတဲ့မိကလေးနှစ်ယောက်ကိုကြည့်ပြီးစိတ်မချမ်းသာလာဘူး။ ဒီမြေးမကလေးနှစ်ယောက်လုံးကနိုင်ငံသားကဖက်ဆက်လာဖွင့်တဲ့ဟိုတယ်ကြီးတစ်ခုမှာလာကကောင်းကောင်းနဲ့အလုပ်လုပ်ကြမယ်ဆိုတော့ကလည်းဥပချင်းမှာစိတ်ဆင်းရဲခဲ့ပူသေးတယ်။ဒီအကြောင်းကိုရေစက်ကန်စကားဝိုင်းမှာဥပချင်းကသူ့အဖေါ်အဖိုးကြီးသုံးယောက်သုံးယောက်ကိုပြန်လည်၍ပြောပြကြတယ်။ခမည်းတော်စဉ်းစားကြည့်သားပါဗျာ။ကျုပ်မြေးအပြိုမာလေးတွေကိုနိုင်ငံသားကကောင်းတွေကသူ့အခန်းထဲခေါ်ပြီးတပြက်စီလှဲခိုင်းရင်လှဲခိုင်းမယ်။အိမ်သာကြွယ်ွက်တွေဆေးခိုင်းရင်လည်းဆေးခိုင်းမယ်။အောက်ခြေသိမ်းအလုပ်တွေအကုန်လုပ်ခိုင်းမယ်ပဲဗျာ။ ဒါတွေကိုကြုံချွေးမကရောကြုံမြေးမကလေးတွေကပါမမြင်ဘူးဗျဒါနဲ့တန်ချိုင်းတော့ဗချင်းနဲ့ကွထမင်းကိုစားနဲ့ပဲစားမယ်သူများကြုံတော့မခံရဘူးဆိုပြီးခက်ကြမ်းညံပြောလိုက်ပါပဲကိစ္စပြက်သွားတယ်ဆိုပြီးပြော့ပြားတယ်ဆရာကြီးဦးမြကတော့ကလေးတွေခမညာပိုင်ရှင်ကိုလည်းကြောက်ရဧည့်သည်ကိုလည်းကြိုရနဲ့စိတ်သက်တွေအညွန်ကျိုးသွားမှစိုးတယ်ဗျာခမညာဆုံးဖြတ်တာမှန်ပါတယ်လို့တွေ့တွေ့ဆဆပြောတယ်ဒီစကားဝိုင်းမှာတအူးကိုတအူးရင်ဖွင့်ရအားပေးကြနဲ့ဆိုတော့ ဒါဟာအဖိုးကြီးတွေအတွက်အသက်ရှည်သေးပါပဲဥပချင်းရဲ့အိမ်ကကျုံမြောက်ဘက်လမ်းလမ်းမကြီးရဲ့ဘေးမှာပါကျုံဘေးဘက်မှာရှောက်လန်းသွားလမ်းမကြီးတွေလို့တော့ဥပချင်းရဲ့အိမ်ဝင်းက28ပေလောက်နောက်ဆုတ်လိုက်ရတယ်အဲ့ဒီရက်ကတတ်မှတ်ချိန်မီအောင်သူ့အိမ်ကိုဖျက်ရတန်းရနေမှုရေစစ်ကန်စကားဝိုင်းကိုတန်ချိုင်းထောင်မလာနိုင်မလာနိုင်ခဲ့ဘူးပေါ့ဒီတော့ကြံတဲ့အဖိုးကြီး၃ယောက်ကပဲ အုပ်ပုံပြင်စာကြားကဥပချင်းရဲ့တချမ်းပဲအင်္ဂလိပ်ကိုညစဉ်လာပြီးအားပေးကြတယ်။ရှောက်လန်းရှောက်လန်းသွားလမ်းမကြီးတွေပြီးရင်တော့ခမည်းတော်မြေကွက်ကအစမတန်တံမိုးတက်သွားမှာလို့သူ့ကိုအားပေးတယ်။တကယ်လေတံမိုးတက်သွားပါတယ်။ဖြက်ဆဲတိမ့်သိမ်းကိုပဲငွေထုတ်တွေပိုက်ပြီးနာမဲသူတွေကအများကြီးပေါ့။ကျုံတို့ပြပတ်လည်းကအင်ဂျင်တွေကိုတက်ဆိုင်ရာကဖိတ်ခေါ်ပြီးအိမ်တွေပြန်ဆောက်တဲ့အခါမျိုးပြအဆင့်မီဘလို့ပုံစံတွေဆောက်ရမယ်ဆိုတာရှင်းပြပါပါတယ်။ ကျုံတပေးဆိုတာကနိုင်ငံသားသားဧည့်သည်တွေအရေးကြီးပုဂ္ဂိုလ်တွေတွားတဲ့လမ်းမှုအဆင့်ရှိရှိဆောက်ဖို့လဲမှာကြားလေတယ်ဆောက်လို့ရေးပစ္စည်းတွေကိုလည်းပါမင့်ပေးမယ်လို့ဆိုတယ်အဲ့ဒီညာကရေစစ်ကန်စကားဝိုင်းကိုဥပရင်တော့ကြပြီးမှရောက်လာပါတယ်တူလာနေတဲ့အတန်ကိုအဝေးကြီးကလေးကကြားရပါတယ်ပလက်ထောင်းပေါ်ပလက်ဖောင်းပေါ်မှာသူ့ရဲ့ဂျိုင်းတော်ကြီးကိုလေးလေးဖင်းဖင်းထောက်ရင်းနဲ့ဥပချင်းရောက်လာပါတယ် အစဉ်ပြေရဲ့လားတော့ဝိုင်းမိကြတော့တန်ချိုင်းထောက်ကြီးကကျုပ်ရှီတောက်တစ်ဖက်ပြန်ပေါက်ချင်တယ်ဗျာဆိုပြီးပြန်ဖြေတယ်အဖိုးကြီးကသူစကားကို နားလဲတလို့လို့ရှိပေမဲ့အဟုတ်နားလဲတာတော့ဟုတ်ရှင်မဟုတ်မယ်တချံရက်ကနီးလာပြီးမှကျုံဘေးကတချမ်းပဲအိမ်ဒီဟာမျက်နှာစာလာအောင်ပြုတ်ပြင်းနေကြပါပြီဥပချင်းရဲ့အိမ်ကတော့အခုထိမြေမကောင်းသေးပါဘူးဒီရပိုင်းအတွင်းမှာမြေပွဲစားကခဏခဏလာပြီးဒီမြေကွက်ကိုရောင်းပြဖို့ပြောပါတယ် အဘတသက်စားမကုန်ဘူးလို့မြေပွဲသားကပြောတော့ငါမြေးတွေတသက်အထိစားတော့တလားလို့ဥပချင်းကပြန်မေးပါတယ်မြေပွဲသားကတော့ကျုံးပေးလန်းဆိုတာအချက်အချာကြတာမို့တိုက်အိမ်ကြီးတွေစောက်ခိုင်းမှဖြစ်တဲ့အကြောင်းအဘတို့အနေနဲ့ဒီလိုစောက်ဖို့တတ်နိုင်မှာမဟုတ်တဲ့အကြောင်းကျုံးပေးကဒီမြေခွက်ချင်းချင်းကလေးကိုဈေးကောင်းကောင်းနဲ့ရောင်းပြီးမြို့တစ်ဘက်မှာဝန်းကျင်ကျင်းနဲ့ပြောင်းနေဖို့အတင်ကြောင်းလှန်လုံးတွေဆွဲလုံးတွေစကားတွေနဲ့ပြောတော့တာပေါ့သူစကားထဲမှာဟုတ်တာတွေလည်းပါသလား ါတာမို့နောက်ဆုံးမှရောင်းမယ်ဆိုပြီးဥပချင်းကခေါင်းညှိနှိုက်ပါတော့တယ်။အိမ်မီအယောင်းဝယ်ဖြစ်ပြီးမြေစင်းရင်ဌာနကြောက်စာတိုက်ကမြေပုံမှာဥပချင်းကဥကျင်ဝမ်းလို့အမည်ပြောင်းဖို့သဘောတူစာချုပ်လက်မှတ်ရေးထိုးတဲ့ညကလေးကတန်ကြိုင်းတောင်ကြီးကရေစစ်ကံကိုအလားနောက်ကြတာပါပဲ။အဖိုးကြီးသုံးယောက်ကသူ့ရဲ့ရဲဘော်ကြီးဥပချင်းကိုမျှော်နေကြတယ်။ဥပချင်းတရားကိုမြောက်ပြင်ကျုံးဘေးကနေအောင်ပင်လေကံယိုးကမြောက်ဖက် မြို့တိဘက်ကိုမကြခင်ပြောင်းသွားတော့မှာမို့ခွဲခွာရမယ်အတွက်စိတ်မကောင်းဖြစ်နေကြပါတယ်။မနေ့ကနဒေါ်လာမှာဥအောင်ဘကညော့သွားတယ်။ဒီနေ့တကူးလာမှာဥဘချင်းညော့ပြန်ပြီ။နောက်နေ့နှစ်တက်ကူးတဲ့တကူးလာမှာကိုတို့သုံးယောက်အခုလိုဆုံဆုံညီညီမှချိပါတော့မလားလို့အဖိုးကြီးတယောက်ကပူပူပန်ပန်ပြောတော့ဆရာကြီးဦးမြကဘာဖြစ်လို့အနှိမ့်စစကားတွေကိုအနှိမ့်စတရားတွေကိုအနှိမ့်စအနှိမ့်စဖြစ်ရှင်ရတာလဲ။ ကျုပ်တို့သုံးယောက်စုံစုံညီညီရှိကျင်လည်းရှိမယ်ရှိကျင်မှလည်းရှိမယ်ကျုပ်တို့အခုထိုင်နေကြတဲ့ရေစစ်ကန်လေးတောင်မှနောက်နှစ်တွေမှရှိကျင်မှရှိနေအောင်ပါခမရအတက်ပြောနိုင်လို့လားအဖိုးကြီးတွေလည်းတွေ့ဝေသွားတယ်အဲ့ဒီခါမှာတထောက်တောင်နဲ့ဥပကျင်ရဲ့ဂျိုင်းထောက်တန်လေးလေးတွတ်တွတ်ကိုရေစစ်ကန်ကလေးစီမှာတွေ့ရွေ့လာနေတဲ့ကိုကြားရပါတယ် ဂျိုင်းတော်ကြီးဥပချင်းရဇိကံပေါ်မှာထိုင်မိတဲ့အထိဘယ်အဖိုးကြီးကမှစကားဆရွင်မပြောမိဘူးအားလုံးငြိမ်လို့တိတ်လို့ဥပချင်းကလည်းအဆက်အဆက်မရှိတဲ့စကားကို ပြောလိုက်တယ်မြေစရင်မြေပုံထဲမှာကျုပ်အမိကိုဘာချင်းကနေကျင်ဝမ်းလို့ပြောင်းပေးလိုက်ပြီကျုပ်ခြေထောက်တစ်ဖက်ကိုပဲနှမျောတပြားတဲ့အမျိုးသားနေစင်ရုအထင်းမတ်မဂဇင်းမန္တလေး1996ရှောက်ခုနေဟုတ်ကဲ့ပါခင်ဗျာ အခုဆက်လက်ပြီးတော့စာရေးသူမောင်ညိုပြရေးသားတယ်အလှပြင်မငိမ့်များလို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာအလှပြင်မငိမ့်များအခန့်တအသွားကမြနေုံသာမကဓာဥကရှင်ထက်ကော့လန်နေသည်တာအကောင်းစားဖြင့်ဖန်တီးထားခြင်းဖြစ်သည်ထိုသားကိုဗဘဲဆရာကြီးဥပမောင်သည် အလေးချိန်အနံအလျားတို့ကိုတည်ထားပြီးလောက်ခဲ့လေသည် ။ဒါကလေးပုံသဏ္ဍာန်မှာအလှဘတ်တို့မလိုက်ပဲမကွေးတာမကွေးကကြီးစသည့်အစဉ်အလာကောင်းခိုင်မာပြီးဖြစ်သောဂန္ဓဝင်ဘတ်တို့လာ၍နေသည်။ဗပဲဆရာကြီးဥပမောင်သည်ထိုလုပ်ငန်းဖြင့်အတမွေးဝမ်းကြောင်းပြုလုပ်လာခဲ့သည်မှာနှစ်ပေါင်း40ကျော်ခဲ့လေပြီ။အကြောင်းအကြောင်းကြောင့်ရက်ဆိုင်သွားခဲ့ရနေရင်လေခေတ္တခဏများသာဒီနေ့တော့လက်ရည်စင်ဓာပါလေးတချောင်းကိုတက်တက်ရရခိုင်ခိုင်ခန့်ခန့်ဖြစ်အောင် တပေလောက်ရှိသောတန်ချောင်းတစ်ချောင်းမီးထဲရဲနေအောင် ဖုတ်ပြီးမှသူကိုယ်တိုင်ထုရိုက်ပုံဖော်နေသည်ရဲနေသောတန်ချောင်းဤတစ်ဖက်ထိတ်ကိုလက်ကင်တွင်အဝတ်ပတ်ထားသောညှက်ဖြင့်ကင်ပြီးအခြားတစ်ဖက်နှင့်အလဲသားကို ပေတုံးပေါ်တွင်တူဖြင့်တဖြည်းဖြည်းဖြင့်ထုလျက်ဒီဇိုင်းကိုဖော်နေသည်များမကြမီဓာတ်ကလေးသည်ပြည်ပြင်လာသည် ထိုတန်ချောင်းကလေးကို အစပထမကဥပမာဘာလို့ရမလဲဆိုတော့စိတ်ကူးဤအဖေကိုရရှိလိုက်ပါပြီ။ ဥပမောင်သည်ဓာကိုတစိရေးရတွင်အလှပြင်မဆိုပြီးရေးလိုက်ုံနဲ့အားမရသေးပဲငိမ့်မြဆိုသောအမိကလေးကိုပါထဲ့၍ရေးပေးလိုက်လေသည်တဘောကတော့ဥပမောင်သည်ဓာကိုကြည်ရင်ကြည်ရင်ရှေ့ခင်ဆုံးမတ်သွားကကြည်နူးချင်းတကားများဟင်းလင်းပွင့်သွားပြီးနောက်တချိန်က တနေရာမှာသူနှင့်ဖြစ်ခဲ့သည့်ရီသူ့ရဲ့ရီသာဟောင်းနာမည်ကိုကောက်ရေးထည့်လိုက်ခြင်းဖြစ်ပါသည် ဥမမောင်ဒီဓားကိုအဖျားမှပက်လက်လန်ကင်ကဓားပေါက်ကျွမ်းကျင်သူတယောက်လိုလေထဲမှာစကားစကားတငိမ့်ငိမ့်လှုပ်ရမ်းနေသည်ဒီဓားကိုတခြားစီတခြားဓားတွေတဲ့ဈေးပိုရောင်းရမှာပဲထို့နောက်လက်ကင်ကိုထပ်၍တက်နေသည်သူ့ရဲ့တူလဲဖြစ်တပည့်လဲဖြစ်သောကောင်းလေးတယောက်ကတော့ဂေါ်ပြားတစ်ခုကိုလှုပ်ရည်နေသည် မကွေးမြတဲ့တော်ဖျားပွဲတွင်ဗဘဲဆရာကြီးဥပမောင်နှင့်မိသားစုတို့သည်ဗဘဲဘုံထွက်ပစ္စည်းများနှင့်အညာဆောင်ဂုံးကဲ့ပိန်နေပြင်းများကို ဆိုင်တောင်းတွင်တက်ထားပြီးတွတ်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 ကလေးရောင်းကောင်းရန်ဆူတောင်းနေကြသည်ဟေးတပည့်တို့ဤဟိုအလှပြင်မဆိုတဲ့ဓားကလေးကိုရှေ့ဆုံးမှမြင်သာအောင်ထားကြလာဝင်ရင်55ချက်လို့ပြောပြီးရောဓားတွေထဲမှာဒီအလှပြင်မငိမ့်များဆိုတဲ့ဓားအကောင်းဆုံးပဲကွာတခြားသူ့အရွယ်ဓားတွေကိုတော့အစိမ့်နဲ့ရောင်းကြကြားလားဓာတ်ပုံထဲမှာငိမ့်မြသည်တခြားဓာတ်တွေကဥဝိုက်ရောင်ရောင် ရှိပြီးသူကတော့ဥထိတ်ချုံရောင်ရောင်ရှိလေသည်မကွေးပြားပွဲတွင်ငိမ့်မြကိုမရောက်ခဲ့ရပေနတ်မြင်တက်သည်စသောတစိ့တွေရေးထားသောဓားပါးတွေပြည်သာရောင်းရနေသည်ဒီဓားလေးကိုတော့မကြိုက်ဘူးလားဆိုပြီးငိမ့်မြတို့မဟုတ်အလှဘီယမကို ထုတ်ပြသည်ထိုအခါမျိုးတွင်အလှဘီယမငိမ့်မြသည် အချိုချင်းအချိုစိန်သောပြုံးပြနေတတ်လေသည် ဈေးဝယ်သူဖျားဘူးများကလည်းအလှပြင်မငိမ့်များကိုကန်ကြည့်ယုံကန်ကြည့်လျက်အလှပြင်မတယ်လားဟုဆိုကဈေးကိုနှမ်း၍မေးပါသည်55ချက်55ချက်တောင်ဆိုပြီးရေရွက်ကန်ချသွားကြလေသည်အထိပယ်ကတော့55ချက်တတ်နိုင်မှတော့တော်ရီတော့ရထားကိုပဲဝယ်တော့မလဲစတိထားတောင်းဝင်ပါဗောဆိုတဲ့သဘောမကွေးဖျားပွဲပြီးတော့ဆိုင်ကင်းများဖြတ်ကြတယ် လေတိုင်းတလုံးပေါ်တွင်ကိုမြုပ်နေသောဗဘဲဆရာကြီးဥပမောင်ကိုမကြမီတောင်းနှဲရောက်သွားတော်မူငိမ့်မြကအားနာစွာဖြင့်လှမ်း၍ကြည့်နေသလိုထင်ရလေသည်ဓားတွေမကွေးမှာတိတ်မရောက်ရတဲ့ကိစ္စမရှိပါဘူးရန်ကုန်မှာသွားပြီးတော့ရောက်တော့ထပ်လုပ်စရာတော့မလိုတော့ဘူးပေါ့စင်စင်ဓားတွေရောင်းရောင်းမကောင်းခြင်းမှာတာမဏိဓားတွေခက်စားနေသောကြောင့်ဖြစ်လေရဲ့ထိုနိုင်ငံသားဖြစ်ဓားတွေကဈေးလေတိတ်မများသောကြောင့်ဖြစ်လေသည်မြန်မာဗဘဲဘုံမှာတန့်ကျွတ် ဓာတ်တွေလုံးဝတိမ်တိမ်ကုန်မသွားခြင်းကတော့တချို့သောလူများသည်မိဖို့ကြောင့်အတွက်မိရိုးဖလားတန်ထားတွေကိုသာဆွဆွမြဲမြဲသုံးဆွဲနေတော့ကြောင့်ဖြစ်ပါသည်ဥပမောင်ကြီးစကားကိုကြားတော့အလှဘီယမငိမ့်မြမှာအားတက်သွားလေသည်ဥပမောင်သည်မောပြေကြည့်နေသောအလှဘီယမငိမ့်မြကိုအားပေးနေခြင်းမဟုတ်သူ့ကိုယ်သူအားပေးနေခြင်းဖြစ်ပါသည်သို့တော်သူမပါရောပြီးအားတက်နေမိလေသည် ဘိုးကောင်ဖရာပွဲကဘာအေးဖရာပွဲကြိုက်ရကြိုက်ဝိုင်းဖရာပွဲများတို့ဥပမောင်တို့မိသားစုဗဘဲဘို့အတွက်ပစ္စည်းများနှင့်အညာထဲများရောင်းချရန်လှဲ့လေ၍ရောက်ရှိလာခဲ့ကြသည်တနေ့တော့ကြိုက်ဝိုင်းဖရာပွဲတော်မှာငိမ့်များဤဘဝအလှဲ့အပြောင်းတစ်ခုစတင်ခဲ့လေသည်အခန်းနှင့်အိမ်မှာဓာတ်တချောင်းမရှိဘူးလှီးကျင်ဖြတ်ကျင်ရင်ဟိုဘက်အခန်းကနေပြီးတွားတွားငှားရတယ်တခါတလေတော့သူတို့ကိုကြည့်ရတာငှားကျင်ပုံလည်းမပေါ်ဘူးတခါတခါသူတို့လှီးနေတာနဲ့ကြုံတော့စောင့်နေရတယ် ။ဇပယ်ထွန်းကသူ့ယောက်ျားကိုကိုငိမ့်ကိုဓာဘာလေးတစ်ချောင်းဝယ်ပေးရန်ပူဇော်နေခြင်းဖြစ်ပါသည်။ဒီလိုပူဇာနေသည်မှာ၃လကြော်ကြော်ရှိပြီးဓာတ်ဆို၍သူတို့အိမ်မှာထိန်ခွဲသည့်ဓာတ်တစ်ချောင်းပဲရှိလေသည်တဖက်ခါမှာဓာဘာကလေးအလွယ်တကူငှားရမ်းရရှိနေ၍တကြောင်ဓမ္မတူဓမ္မတူကြီးရှိနေ၍တကြောင်ဓာဘာကလေးတစ်ချောင်းမဝယ်ခဲ့ခြင်းပါတခါတလေအဖိုးတန်ကိမ့်မုံကိုပုံစိုးပန်းစိုးဓမ္မတူတုံးတုံးဖြင့် လှီးဖြတ်နေသည်မှာအယုတ်ဆိုးလာပါသည်ကိတ်မုံမှာလည်းလက်ရင်ကျေအကွက်လည်းရဲ့အတုံးအသေးသေးမမကလေးတွေဖြစ်ကုန်လေသည်လူတွေကနင်းတာမဏိဓာတ်တချောင်းလောက်ဝဲပါလားတဲ့ဒါကြောင့်မို့ပြောတာဗောဓာပါကလေးတချောင်းဝဲပေးပါလို့စပယ်တုံးကခင်ပွန်းကိုကိုငိမ့်ကိုကြုံလျင်ပြောတတ်သည့်စကားဒီဓာဘာကိုကိစ္စမျိုးကမင်းဟာမင်းဆောင်ရွက်ပါကောင်းပါတယ်မင်းကြိုက်တဲ့ဒီဇိုင်းကိုမင်းရွေးနိုင်ပါတယ် လူဆိုတာလည်းတမျိုးပဲအစားထိုးလို့ရရင်ခက်အေးအေးခက်ပြေးပြေးသို့မဟုတ်အစားမထိုးဘဲနေလို့ရလို့ရှိရင်လည်းအစားမထိုးဘဲနေလိုက်ကြလေသည်ကြာရှည်ခဲ့သောအချိန်ကိုမနေ့တနေ့ကလိုပဲသဘောထားနိုင်နေသည်ချွေးလို့ရလျင်ချွေးထားလိုက်ခြင်းသောအချင်းကြောင့်တနေ့အတွင်းစပယ်ထိုးအိမ်မှာဓားပါတစ်ချောင်းမရှိခဲ့ဟိုတုန်းကတော့ကိုကိုငိမ့်တို့စပယ်ထိုးတို့အိမ်မှာဓားပါလေးတစ်ချောင်းရှိခဲ့ဘူး၏မင်္ဂလာဆောင်ပြီးနောက်တဲ့နေ့တွင်လမ်းပေးပလက်ဖောင်းမှာ၃ချက်နှင့်ဝယ်လာသောအပေါ်စားဓာတ်မြောင် ပေါ်အပေါ်စားပြစ်ပြီးပေါ်လွန်လာသည်နောက်တော့ပျောက်သွားလေသည်ထုံစတိဓာမကြိုက်ဘူးမြမဆန်းဆန်းမြမဓာတွေပဲကောင်းပါတယ်မြမဓာမြမဓာဆိုပြီးရေးထားကြတာစာအုပ်တွေထဲမှာမဖတ်မိဘူးလားအဲ့ဒါမျိုးချစ်စိတ်နဲ့တတ္တိကိုပြောတာပါဒါအမျိုးစားကောင်းကောင်းကိုပြောတာမဟုတ်ပါဘူးထိုလင်မယားဤဆွေးနွေးပြောဆိုနေခြင်းမှာအလှဘရင်မငိမ့်များနဲ့ဓာတ်ရိုက်ပတ်သက်ဆက်နေနေသည်။တမိုင်းဘက်ကကြိုင်ဝိုင်းဖျားပွဲတော်ဤညတညတွင် သူတို့နှစ်ယောက် ဇေဒာနဲ့လျှောက်လေကြလေသည်ဥပမောင်တို့ဆိုင်ချင်းမှာရက်ကြလေသည် ဟောတွေ့ပြီဆိုသည်မှတ်ချက်ကိုပြိုင်းတူရှာမိချင်းနဲ့အတူတယောက်နဲ့တယောက်မတိုင်မင်ပဲဆိုင်ချင်းတို့နီးနီးကပ်ကပ်ရောက်လာကြသည်ဟောတွေ့ပြီဆိုသည်မှတ်ချက်ကိုအတန်ဖြင့်တရုတ်ဖော်ခြင်းမဟုတ်အကြည့်ဖြင့်တရုတ်ဖော်ခြင်းဖြစ်ပြီးထိုအချိန်မျိုးတော့သူတို့မျက်နှာသားများသည်အရှိဆုံးမိတ်ဆွေနဲ့တွေ့ရတော့မည်ပုံစံမျိုးဖြင့်ငြိမ်းမြကိုတွေ့လိုက်ကြလေသည်ကိုကိုငယ်ထုံးကြိုက်တာဒီလိုဓာမျိုးပေါ့ ဓာကလေးကနှားလိုက်တာအရွယ်ကလည်းထုံးကြိုက်တဲ့အရွယ်ပဲဆရာကြီးဥပမောင်က မသိကျင်အောင်ဆောင်းနေလိုက်မျက်စိထောင်းကပ်ပြီးမျက်မှန်ထဲကခိုးကြည့်နေသည်အလှဘီရင်မငိမ့်များကတော့သူ့တခင်ကြီးစာမွေးပွဲအောင်သောတားတယောက်ကဖခင်ကိုကြည့်တယ်လို့ကြည့်ယူနေသည်တို့တော့သူမအနေဖြင့်ကိုကိုငိမ့်စပယ်ထုံးတို့အိမ်တို့အပေးပိုင်လိုက်သွားရတော့မလို့လို့ရှိတော့အခါဝမ်းနေလိုက်လာတယ်လို့ခံစားလိုက်ရနေသည် ။စပယ်ထုံးတို့ကဈေးပင်မစစ်ကြ။စပယ်ထုံးကဓားကလေးကိုကင်ပြီးကိုဘမောင်ကိုပြုံးပြီးနှုတ်ဆက်နေသည်။သူမကမပြုံးနိုင်ပေ။ဆရာကြီးနဲ့ခွဲရတော်မူမဟုတ်ပါလား။ဝမ်းနဲ့ဝမ်းသာကြည့်လျက်နောက်ဆုံးအနေထားမှနေ၍ဥပဥပမောင်ကိုနှုတ်ဆက်နေလေသည်။ဥပမောင်သည်ငိမ့်မြကိုမျက်စိတစုံငေးကြည့်နေ၏။အလဘရင်မှငိမ့်မြသည် ဖျားပွဲတကာဆောင်ခဲ့လေပြီ။ရန်ကုန်မြို့ကိုလည်းနှံ့တလောက်ရှိခဲ့လေ။အခုတော့ဖျားပွဲတွေမှာကျင်းနေစရာမလိုတော့ပြီ။အခုတော့ငိမ့်မြကမာမြို့ကိုရောက်ခဲ့ပြီ။မကွေးမြို့ကိုပြန်စရာလည်းမလိုတော့ပြီ။ကမာမြို့မှာဘဲကာလာအထိနေရအောင်မည်လည်းမသိ။ဒီလိုမသိချင်းသည်ဖြင့်ဘဝဤဖွင့်ဆိုချက်နဲ့ကန့်ညီသွားပြီမဟုတ်ပါလား။စပယ်တော်သည်ဓားပါကလေးကိုတိတ်ရှိသည်သူယောက်ျားကိုမတွေ့ခိုင်းမဲသူကိုယ်တိုင်တွေ့သည်ဟိုဘက်အခန်းကိုလည်း ဓာကလေးအလှကိုပြသခဲ့သည် အလွန်လှတဲ့ဓာလေးပဲအိမ်နီးချင်းမိမကလည်းရှိကြသည် နောက်နာမည်ကလည်းမိုက်တယ်တဲ့ဓာကလေးရလာတာကရလာကမှလှီးစရာဆိုတော့ဘာမှမရှိဟုထုံးကညင်းညူနေတတ်လေပြီဈေးသူမကြကန ပြေးလျက်ကစုံရွယ်များဝယ်တတ်လေသည်ကစုံရွယ်လီပြီးကြော်သည်စားကျင်လှသည်တို့တော့မဟုတ်ဓာကိုစမ်းကြည့်ခြင်း၍ဖြစ်ပါသည်ထုံးတို့မှာသားသမီးတယောက်မှမရှိ တူမတယောက်သာရှိလေသည် တူမကလေးကဓာကိုယူ၍စော်ကစားတတ်လေသည် ဒါကိုယူသည့်နေရာပင်ပြမတာထိုအခါအတော်လောက်သူနေတကြဲကြဲစပယ်ထုံးတို့အိမ်ဝါထင်ရသည် ဟောင်းမြင့်နေပြီဟောင်းမြင့်နေသောဝါထင်ရဤဘဲဘက်ပေါင်နှင့်တပေတတာအကွာဝေးတွင်ဓာအကိုစပယ်ထုံးထားနေကြထိုနေရာတွင်အမြဲတမ်းတွေ့နေရသည်ဖြင့်တခြားသွားချာတရားလည်းမလိုဘဲသူဘဲသူပဲနေရာမှာပဲထားထားစပယ်ထုံးကနောက်ဆုံးထိုနေရာမှာပဲပြောင်းထားလေသည်ထရန်ဟောင်းတွင်ဓာသည် ဝင်းနေ၏။အာယုံဆိုင်စီရမလို့ပဲမျက်စီထဲမှာအလိုလျောက်ဝင်သွားလေသည်။တူမကလေးနှင့်ဒါတူမကလေးနှင့်စပယ်ထွန်းဒါကလေးကို နေရာတကျမထားတဲ့ဖြင့်တကြက်ကြက်ပါပဲ။မကွေးတာချားတယ်အလှပြင်မှငိမ့်များတဲ့။တနေ့တော့စပယ်ထွန်းသည်ဒါကိုတည်တည်ချာချာတွေးရင်းဒါဤဂုံဘုတ်ကိုအမွှန်းတင်နေ၏။သူဘဝဤဒုတိယဒုတိယနောက်ဆုံးနေ့ သူသည်ဓားကိုကော့နေအောင်တွေးရင်းဘူးသည်ကိုဓာဦးနှင့်စိုက်ထိုးပြီးခွဲကြည့်နေပုံကိုစိတ်ထဲမြင်အောင်လာသည်တကယ်အဖြစ်မှန်ဖြစ်သောလူသားတို့ဤပိုက်သားကလေးလည်းလေးလမလောက်ထိုးသွင်းလျက်အထဲမှအသက်ကိုဆွဲထုတ်လိုက်မည်ဖြစ်ကြောင်းမိသူမှမမြင်ရောက်မိခဲ့ထိုခိုက်မှာမိမိပိုက်ဖြစ်နေသောထိုပိုက်မှာမိမိပိုက်ဖြစ်ကြောင်းနှင့်ရှစ်သောဓားသည်တစ်ချိန်ချိန်မှာသူ့ရဲ့ဝိညာဉ်ကိုရှုပ်စေပြီး သူဦးကောင်းတဏီယာတို့စိုက်ဝင်လျက်မောင်တိကြသွားမည်ကို သူသာတီထားခဲ့ပါလျင်ဓာကလေးကိုရှေကောရှင်းနိုင်အောင်မလားမသိမိုးတွေတဲတဲရွာသွန်းတော့ညာဦးမုံနှောင်းကာလာမှာပေါ့ဒီကာလမှာနောက်တဏီဝက်ကြလျင်မိမချောကလေးဆန်ထွန်သည်ကဘာပေါ်တို့အလဲတစ်ခါပြန်ရောက်ကြည့်လာနိုင်တော့မည်မဟုတ်ပါဘီဒါကို သူမတိသေးသဖြင့်သူယင်သည်တာယာလှပါတာယာလှကသူ့ရဲ့အပြုံးတည်လဲရှုံမွေးနေစေပေါ့ ဘဝ၏ဖွင့်ဆိုချက်များတွင်တေနေကိုကြိုတင်မသိနိုင်ခြင်းသည်လေဝမ်းနည်းစွာပါဝင်နေခြင်းမဟုတ်ပါလားမိုးတွေတဲမဲလွန်းစွာရွာနေ၏စပယ်ထိုးအပြင်ဘက်သို့မတဲမကွဲလှမ်း၍ကြည်လာ၏အမောင်ထဲသို့စူးစိုက်ကြည့်လိုက်သောပုံစံမျိုးနှင့်မိုးတွေပတ်နေသည်ဖြင့်အလင်းစလိုကြည့်တော့အကြည့်တို့ပေါင်းဆက်ကဒုတိယပုံစံအကြည့်အမောင်ထဲတွင်ဘာမှမတွေ့မီအမောင်တနေရာမှာသူ့ကိုစောင့်ကြည့်နေသူတယောက်ရှိလိမ့်မည်သူမတွေ့မီ သို့တော်လက်ပြကတိရှိခွင့်နေတယ်လို့လို့ခန်းစားလိုက်ရလေသည်ကြက်သိန်းနေထလာသည်ထို့နောက်သူတကားကိုပြေး၍ပိတ်လိုက်သည်သို့တော်နောက်ကျသွားခဲ့လေပြီအကြံစီရုံမှသောလူတို့ဦးသည်အိမ်ထဲတွင်နေရယူပြီးနေပြီထိုချိန်တွင်ဒူမာလေးကိုသူ့ရဲ့အမေကအလဲခေါ်သွား၏သူ့ယောက်ျားကလည်းအပြင်းသွားနေခိုင်းဟိုဘက်အခန်းမှာလူအများကလည်းမိုးရဲမြေသို့အလဲသွားခိုင်းအလုံးစုံသီးမှုတစ်ခုတည်းသည်စုံသီးမှုရှိခဲ့သောပျော်ရွှင်မှုများနှင့် ူကိုသာဝရရှားနာဝေးกว่าသွားစီတော်သည်တံမြန်သောထိုပုဂ္ဂိုလ်လူယုံမှာမှာတခြားသူမဟုတ်သူအပြုဘဝတုန်းကသူ့ကိုအယူအမူရီးစားစကားလိုက်ပြီးပြောကြံကြံတန်တန်ရှင်းကဲကားတင်မီးဟုရှင်းချောက်ရှင်းရှင်းချောက်လို့ရှင်းချောက်ပြုလုပ်ခဲ့တော်လူထုံးအောင်တော်မိုးကျုံတံများ၊လေတိုက်တံများကထုံးအောင်တော်၏အကြံစီများအထွဲ့နမိတ်ပုံလိုဖြစ်ခဲ့လေပြီ။တင်ကြေတံများလည်းဖြစ်ခဲ့လေပြီ။ငိုကြွေးတံများ ပမာလည်းဖြစ်ခဲ့လိမ့်ပြီ။ပေါင်ချိန်200ကျော်ရှိသောယောက်ျားကြီးတစ်ယောက်ကိုပေါင်ချိန်90တသာရှိသောဇပဲ့တွန်းသည်အသာတကြီးပင်အရှုံးပေးလိုက်ရ၏။အချိန်ကောင်းအချိန်ကိုက်ပင်ကိုကိုငိမ့်ရောက်လာသည်။အထင်လဲစရာအကောင်းဆုံးအနေထားကိုတွေ့သားပြီးနောက်ကိုကိုငိမ့်သည်ဇပဲ့တွန်းကိုအလှပင်မှငိမ့်မြထားဖြင့်ထိုးမိခဲ့လိမ့်ပြီ။လက်လွန်သွားခဲ့လိမ့်ပြီ။ဇပဲ့တွန်းဇပဲ့တွန်းသည်ထာဝရအိမ်မက်ကျောက်ထဲရောက်ရှိ၍သွားခဲ့လိမ့်ပြီ။ တနေ့တနေ့အထင်လွဲအမြင်လွဲလို့ကဘာပေါ်မှာလူတွေဘလောက်တောင်တည်နေကြသလဲမသိတကယ်တော့ဇပဲတော်ဟာဇာရိတအကောင်းဆုံးမိန်ကလေးတစ်ယောက်ပါပဲလူတွေတဲကလူတစ်ယောက်ဤထင်မြင်ချက်လွင်ပါလာသည်ကြေကွဲစရာအဖြစ်ပြက်ပံအဖြစ်ပြက်မှာပြန့်နှံ့သွားလေသည်မိုးကလည်းဆဲ၍သွားကလေးပြီအထိပ္ပယ်မှာလူသက်မှုသည်ထင်ရှားပြီးဆိုလိုသည်မှာတက်ဆိုင်ရာအမှုတွဲတွင်ပါဝင်သောတက်ရှိတက်မဲ့များသည်ဥပဒေဤစီမံရာကိုခံရလေတော်မူ တံဝေကအနေဖြင့်ရှုနိုင်ကြပြီဆိုလျှင်အာလောခွဲခွာရတော့မည်သဘောတရားမှာနေရာယူထားလိမ့်ပြီအလှဘရင်မငိမ့်မြသည်ငိုရာလုံးတော့ကြောင်လားမသိမျက်ရည်ခန်းသွားခဲ့ပြီးနောက်မျက်လုံးထဲမှာတွေးဆက်တွေတထောက်ထောက်ယိုစည်းပြေကြနေသည် သူ့ဘဝသည်မကွေးကိုလည်းပြန်မရောက်တော့ပြီတတေကံပစ္စည်းအဖြစ်ရဲကသူ့ကိုတိန်တော့အသားညွညွနဲ့အရသားတယောက်ကဓာကလေးလှလိုက်တာ လက်ကင်မှာဆေးပြကလေးတုပ်လို့အလှဘရင်မငိမ့်မြပါငိမ့်မြဆိုပါလား ရက်ဆက်တာတော့ကန်းကုန်ပါရောတဲ့တခြားလူတယောက်ကကဘာပေါ်မှာမဒိန်အကျင့်ခံရပြီးအသက်ခံရတဲ့အဖြစ်ပြက်က ကြေကွဲเสียအကောင်းဆုံးပဲတဲ့ကျောင်းဆရာကြီးတယောက်ကဒါဟာသူ့ဘာသာသူနေတာပါဖျားဆုံးတော်တင်ဖို့ပန်းဒီတလုံးကိုလှီးမဲ့ဆိုရင်လေဒါရရရကြဟာတမျိုးပေါ့မီးကိုချက်ပြုတ်စားတောက်တဲ့နေရာမှာတုံးမလားရွာကိုမီးတိုက်တဲ့နေရာမှာတုံးမလားဆိုတဲ့သဘောပဲပေါ့ အာလုံးနွားဘုတ်အတ္တမှထားတဲ့ဓာတ်ကို လူရဲ့အတဲနှလုံးထဲတက်တက်ထိုးသွင်းပြီးစီကံဖောက်ပြတာဘယ်သူလဲလူပဲမဟုတ်လားလူရဲ့ရုံမာတဲ့စိတ်ထားတွေအထင်လွဲမှုတွေဒေါသတွေနဲ့မပေါင်းဖက်မိရင်ဒါမှမပြောနဲ့တဏှာမပြောနဲ့အနုမြူဘုံတော်ကြောက်เสียရမလို့ဘူးလူတွေလည်းအတ္တတစ်ပြေးပြေးကြည်လာခဲ့ကြလိမ့်ပြီယနေ့ယခုအချိန်ခါမှာလူတွေကို လူတွေက ပြန်တတ်တာ ပြန်တတ်တာဟာ တဘာဝဘေးဒဏ်ကတတ်ထားတဲ့အစာပေါင်းများစွာပိုနေလိမ့်မယ်လို့ထင်နေ။နာစီတွေယူးလူမျိုးတွေရှောက်တန်းတက်ဖြတ်တယ်လို့မျိုးတဘာဝတဘာဝဘေးဒဏ်မှာအဲ့ဒီလောက်များများဆက်တာမရှိခဲ့ဘူးဘူး။လူသားတွေရဲ့ရုံမှမှုဟာအမှုမျိုးပုံအလုံးတရာထက်ပိုဝီကြောက်စရာကောင်းတယ်။တကယ်တော့လက်နှက်တို့ဘုံတို့ဓာတ်တို့မှာဘာမှအပြစ်မရှိဘူး။ကြောက်စရာအကောင်းဆုံးကလူပဲ။ခွဲခွဲခြားခြားပြောရရင်ရုံမှပြီးအတ္တကြီးတဲ့လူတွေပဲ။ အလှမြင်မှငြိမ်းပြသည်လူနှင့်သူ၏ဒေါသကိုကြောက်ရွံ့တုန်လှုပ်စွာဖြင့်အဝဲပိတ်ဆဖြူအောက်မှကြောက်ရွံ့စွာဖြင့်ပုံအောင်၍နေမိပါတော်သည်မဟေဒီမကတိဖေဗဝါရီလ1996ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဝိထုတော်လေးကတော့ဤဒီမဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေကဘေးပြာအပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ။